ိုယ်အဆင်ကိုယ် level ညာတဏ္ဍာရအတွက်ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့တန်ရှင်းမှုနိဗ္ဗာန်လမ်းကြောင်းပေါ်ထိအောင်တက်လမ်းနိုင်တဲ့တန်ရှင်းမှုမျိုးကြတော့ဒီတဲ့ပို့ပြီးတော့လောက်ကြရနိုင်မယ်အပြင်တန်ရှင်းရုံလေးနဲ့မလုံလောက်သေးဘူးအတွင်းတန်ရှင်းအောင်ကြိုးစားကြရမှာဖြစ်တယ်ပေါ့ဒီလိုမြတ်စွာဘုရားကအရာခတ်သိန်းကိုတန်ရှင်းစင်ကြယ်မှုဆိုတာလေးကိုပဲအတွင်းပြင်ခွဲခြားပြီးတော့ဟောကြားဆုံးမလေးရှိတယ် အရာရာမှာမြတ်စွာဘုရားဟာခွဲခြားစိတ်ဖြာဆင်ញင်သုံးသက်ဟောပြောလေးရှိတာကြောင့်ဝိပစ္စဝါဒီလို့ခေါ်တယ်။ဝိပစ္စဝါဒီဆိုတာ analyze လုပ်တာပြောတယ်။ဒါကြောင့်ပဲဖြစ်ဖြစ်ခွဲခြားသိမြင်မှုကဝိတ္တမအရေးကြီးတယ်။ပဋိပံပိဒါဉာဏ်လို့ခေါ်တဲ့ဟာလည်းပဲ analytical knowledge ကိုပဋိပံပိဒါဉာဏ်လို့ခေါ်။ခွဲခြားစိတ်ဖြာပြီးတော့သိတတ်တဲ့ဉာဏ် လုံးပြီးတော့မကြည့်ဘူးအသေးစိတ်ခွဲခြားပြီးတော့လေ့လာတုံ့ပြန်နိုင်တယ်သိစွမ်းနိုင်တဲ့ပညာမျိုးအဲ့လိုခွဲခြားစိတ်ပြပြီးတော့လောကန်ဆောင်ရနိုင်တယ်ဆိုတဲ့အခါအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးဆိုတာတွေကိုတန့်မီးတာဖြစ်သွားလေအတွက်ကြောင့်ပို့ပြီးတော့ထိရောက်တဲ့ဆောင်ရမှုမျိုးဖြစ်နိုင်တယ်နော်ဒါကြောင့်မြတ်စွာဘုရားကတန်ရှင်းစင်ကြယ်မှုကိုနှမျိုးခွဲလိုက်တယ် အပြင်းမှန်တန်ရှင်းစင်ကြင်မှုကတစ်မျိုးအတွင်းတန်ရှင်းစင်ကြင်မှုကတစ်မျိုးဆိုပြီးအဲ့လိုခွဲပြီးတော့အတွင်းတန်ရှင်းစင်ကြင်မှုကြတာတစ်ခါထပ်ပြီးတော့သုံးမျိုးခွဲပြထားပြန်ဒီတုတ်တန်နှစ်ခုစလုံးမှာသုံးမျိုးခွဲပြတဲ့အခါမှာအဆင့်နှစ်ဆင့်ထားပြီးတော့ခွဲပြအခြေခံအဆင့်နဲ့အဆင့်မြင့်ဘယ်ရာပဲဖြစ်ဖြစ်သူ့အဆင့်နဲ့သူ့သွားဘယ်အဆင့်မဲ့ဖြစ်ဖြစ် သူ့အဆင့်နဲ့သူ့ကောင်းကျိုးချမ်းသာကိုရရှိနိုင်တာရှိတယ်။အဲဒါကြောင့်မို့တန်ရှင်းစင်ကြယ်မှုအတွင်းပိုင်းဆိုင်ရာတန်ရှင်းစင်ကြယ်မှုအင်တာနက်ကလီးနင်းနဲ့ပတ်သက်ပြီးတော့ရသော်ပြ၃မျိုးခွဲဟောတယ်။၃မျိုးကဘာလဲလို့ဆိုရင်နံပါတ်၁ကကာယသောစီယပါဠိဘာသာနဲ့ဘုရားဟောတဲ့စကားလုံးကိုဟောပြတယ် ကာယသောစီယသောစီယဆိုတာတန်ရှင်းစင်ကြယ်ခြင်းကာယဆိုတာကိုယ့်ရဲ့လုံဆောင်မှုနဲ့ပတ်သက်တဲ့တန်ရှင်းစင်ကြယ်ဒီလိုဆိုလိုတာခန္ဓာကိုယ်ကိုတန်ရှင်းအောင်လုပ်တာကိုပြောတာမဟုတ်ဘူးကိုယ်အမှုရာနဲ့ပတ်သက်ပြီးတန်ရှင်းစင်ကြယ်ဘာလို့လဲဆိုတော့တရားဝရီဟာနေစင်တဲ့အမြတ်ဘုရားတို့တွေနေစင်တဲ့အမြတ် ိတ်နဲ့ကြံတွေးခြင်းဆိုတဲ့မနောကနော် mental action စိတ်နဲ့တွေးကြံခြင်းဆိုတာပထမစိတ်နဲ့တွေးကြတွေးနေတာလဲလှုပ်နေတာပဲပေါ့စိတ်နဲ့လှုပ်နေတယ်လို့ခေါ်အဲ့ဒီစိတ်နဲ့တွေးနေတဲ့အတွေးကလည်းတန်ရှင်းဖို့လိုတယ်တွေးပြီးတဲ့အခါဘာပြောတော့ဆိုနှုတ်ကထုတ်ပြီးတော့ပြောတာအဲ့ဒီနှုတ်ကထုတ်ပြောတာじゃဘာပဲ action လို့ခေါ်အဲ့ဒီနှုတ်ကထုတ်ပြောတဲ့ အရာဟာလည်းပဲတန်ရှင်းစင်ကြယ်မှုရှိရနောက်တခါကိုတိလက်ရလောက်ကန်ဆောင်ရမှုနှုတ်ကပြောပြီးတဲ့အခါမှာကိုတိလက်ရလောက်ကန်ဆောင်ရကြတယ် bodily action လို့ခေါ်အဲ့တော့မြန်မာတွေကသုံးတယ်လို့မနောကံဝစီကံကာယကဖြစ်ပေါ်လာတဲ့အနေအထားဖြင့် ီလိုပြောကသို့တော့ထင်ရှားတာကစပြောတဲ့အခါကျတော့ကာယကံကစပြောဒါလူသည်ထင်ရှားကာယကံပြီးတော့ဝစီကံဝစီကံပြီးတော့မနောဖြစ်စဉ်အနေနဲ့ပြောမှဆိုရင်မနောကဝစီကံကာယကံဘာဖြစ်လို့လဲဆိုတော့လူတွေကပထမတွေးတယ်တွေးပြီးရင်ပြောတယ်ပြောပြီးရင်လုပ်တယ်ဒီလိုဆိုတာအဲ့ဒါကြောင့်မလို့တွေးတာကစပြီးတော့အပြင်ပိုင်းမှာဆင်ကျင်လို့ ပြောတာလဲစင်ကြယ်ရမယ်လုပ်တာလဲစင်ကြယ်ရမယ်လို့စင်ကြယ်မှု၃မျိုးရသော်ပြန်ကကာယတောစေယလောက်ကင်ဆောင်ရွက်မှုစင်ကြယ်တာဝစီတောစေယပြောဆိုမှုနဲ့ပတ်သက်ပြီးတော့စင်ကြယ်တာမနောတောစေယစိတ်ပိုင်းဆိုင်ရာစင်ကြယ်မှုလို့ဒီလိုစင်ကြယ်မှု၃မျိုးရှိဒီစင်ကြယ်မှု၃မျိုးဟာခုနကပြင်ပန်းတန်ရှင်းစင်ကြယ်မှုတွေတဲ့ များစွာအရေးပါတယ်လို့ဒီလိုဆိုတယ်။ဘာဖြစ်လို့ရောဆိုတော့လူတိုင်းလည်းသိတယ်လေဒီကိစ္စ။အလုံးနဲ့ချီးမွမ်းစရာအပြင်းမဲ့ကံတွေဘလောက်တန့်တန့်လူတယောက်ဟာစိတ်ကောင်းမရှိဘူးဆိုရင်စိတ်မစင်ကြယ်တဲ့လူတယောက်လူကောင်းလို့မှတတ်မှတ်လို့မှမရဘူး။